တို့နေရာရိုက်တာကြာပြီနော်တမီးရေဟုတ်ကြာပြီ6နှစ်လောက်တော့ရှိပြီဟုတ်ဒါရှေ့ဆက်ပြီးမှလည်းနော်ပေါ်လီယာဟိုအောင်မြင်သွားမယ့်အမှုပညာရှင်တယောက်ဖြစ်မှာပါအဓိကကတော့တမီးရေစူးစမ်းမှုပါပဲဟုတ်အမောင်မျောမျောနေတဲ့ပြိတ္တတွေပေါ့အခုတော့အမောင်တော့ပေါ့နင်းနေကြီးကြတာပြန်ရိုက်ပါလို့တက်ပြီးစုံစင်သေးရဲ့အမနဲ့ ဲ့ဒါဆုံးတဲ့အခါမှာအဲ့လိုရွှေရှင်လေးရိုက်ထားလေးရေပြောရဲဆိုတော့ပြောပြပါဦးအေးမလို့နေရာရိုက်ထားကြပြီနော်သမီးရဲ့ဟုတ်ကြပါချောင်းနဲ့လောက်တော့ရှိပြီဟုတ်အခုက ရွှေရွှေဦးပင်လို့ပြန်ပြီးထားနာမည်ပြန်ပြောင်းဟုတ်ရွှေဦးပင်လို့နာမည်ပြန်ပြောင်းထားဟုတ်ဟုတ်ကဲ့ဒီကားလေးကလေလိုခဲ့တဲ့6နှစ်စောတော့ဘောရဲ့ပထမဦးဆုံးရွှေချင်ကားလေးလို့ပြောရလဲမမဟုတ်ပေါ့เนาะအဲ့ဒီချိန်တော့ကိုကလုံးဝဒီတေယုဆောင်ပညာကိုလုံးဝအခြေခံလေ့လာနေတဲ့အချိန်မှာဥစတီကနေပြီးတော့ဒါသမီးအတွက်ဒါအတွေ့အကြုံတွေရရှိခြင်းနဲ့မှထပ်တို့လည်းပါတဲ့အတွက်ကြောင့်မလို့ဒါရောရင်းတေယုဆောင်နေတေယုဆောင် on set ပေါ်မှာဘယ်လိုအလုပ်လုပ်လဲဆိုတာသိစေခြင်းနဲ့ဆင်းနေတော့ဖို့ဒီကားထဲမှာထည့်ရိုက်တယ်ပေါ့เนาะဘောလေးအများကြီးလေ့လာရတယ်ဒီကားလေးကလေတက ယ်ကောင်းတဲ့ drama လေးပေါ့ဟိုအမေနဲ့သားနဲ့ကြားမှာဖြစ်တဲ့အဲ drama လေးပေါ့နော်ဆိုတော့အာဒါမိဘရဲ့မေတ္တာတွေမိခင်ရဲ့စေတနာတွေကိုဒီကားထဲမှာအများကြီးမြင်တွေ့ရမှာပေါ့အာ novel back ကနေကြည့်တော့ဒါ novel ရဲ့ item ကအိတ်ကအဆောက်ဆိုတော့လွဲချက်တွေတော့အများကြီးရှိတာပေါ့နော်ဒါပေမဲ့ဒီဇလန်ရဲ့ frame လေးကအရင်ကောင်းတဲ့အတွက်ကြောင့်မလို့ဒါအမားနဲ့တူတူလဲလက်တွဲခွင့်ရတယ်အမားနဲ့လည်းဆုံခွင့်ရတယ်အမားနဲ့တွေ့တဲ့အချိန်တိုင်းအမားပြောပြတယ်တင်ပြတယ်ဆုံးမတယ်ဆိုတော့ဒါ novel အတွက်အမျက်ကျန်တာပေါ့နော်အဲအဲ့တော့ရိုက်ခါစားဆို တော့เนาะတမီတမီကဒီခုအရင်ကြီးအတွေ့အကြုံလည်းမရှိဘူးဆိုတော့ဒါလိုအပ်တာလေးတယောက်နဲ့တယောက်တိုင်းမင်းနဲ့ပြောပြရဲပေါ့ဟုတ်ဒါရှေ့ဆက်ပြီးမှလည်းနော်ခေါလီကဟိုအောင်မြင်သွားမယ်အမှုပညာရှင်တယောက်ဖြစ်မှာပါအဓိကကတော့တမီရဲ့ကြိုးစားမှုပါပဲဟုတ်ကြိုးစားမှုကြိုးစားမှုဆိုတော့ဒါတော့ဒါတပွားလုံးအတွက်ကိုအကောင်းဆုံးပါပဲဟုတ်အာဟုတ်ကဲ့အာရှိရပါဒီနေ့လေအမနဲ့ပြန်တွေ့ရအောင်နော်မတွေ့အောင်အရန်ကြာနေဒါအမကိုတွေ့ရတဲ့ကိုမြစ်တာလေးပြန် တဲ့စကားလေးတွေပြောအရင်အားရှိရပေါ့ဒါကိုရဲ့နောက်လမ်းတက်လမ်းမဲ့ခြေလမ်းအတွက်လည်းပေါ့အတွက်ခွန်အားများရှိအောင် ကားလေးလည်းရောက်တယ်တော့မှာနော်ဟုတ်တယ်စကားလေးကအရန်ကောင်းပါလေရွှေဦးပင်ဆိုတဲ့အတိုင်းပဲဒါမိဘနဲ့သားသမီးရဲ့မြတ်တာပေါ့နော်အဲ့စကားလေးကရိုင်ရင်းနဲ့တော့မှတော်တော်လေးကိုဆွေးမြေ့ခဲ့ရအခန်းစားခဲ့ရရိုင်ရင်းနဲ့ပေါ့နော်ဟုတ်မရိုက်တော့ဆိုတာအခုနောက်ပိုင်းကမတဲ့အကျမကြီးလည်းတိတ်မကောင်းကားရိုက်တယ်ဆိုတာလေဒီလိုမျိုးကျွန်ညာရိုက်တယ်လို့တရက်နှစ်ရက်နဲ့လည်းမရအောင်တစ်ပတ်နဲ့လည်းမရအောင်စိတ်ကိုနှစ်ထားတလားတလားခွဲတော့အချိန်ယူရတယ်ရိုက်ရင်လည်းကောင်းကောင်းလေးရိုက်မှပြီးရ ရင်နေတွေထွက်ရတယ်ပြီးရင်ဒီမှာရန်ကုန်မှာဆိုလဲရန်ကုန်မှာရိုက်လေရက်အရှိန်နဲ့ရိုက်ရဆိုမတန်နီမကောင်းတဲ့အချိန်တွေပါတွေကအခုနောက်ပိုင်းနည်းနည်းများလာတော့ရုပ်ရှင်သားတွေလက်မခံဖြစ်တာပါဟုတ်အဲယုံတင်လို့ရှင်ဒါ6နှစ်လွန်ခဲ့တဲ့6နှစ်ကရိုက်ခဲ့တဲ့ကာဆိုပေမဲ့အဲဇလန်းလေးကဒါခုနပြောသလိုပဲအမီနဲ့တားရဲမှာရှိတဲ့မြစ်တာလေးတွေတေချာလေးဖို့ကျူးရိုက်ကူထားတာဖြစ်တဲ့အတွက်ကြောင့်မို့ပြိတ်သက်တွေတော့စိုက်မယ်ဆိုတော့ပေါ်ယုံကြည်ပြီးတော့အမောင်မျောနေတဲ့ပြိတ်သက်တွေပေါ့အခုတော့အမောင်တော့ပေါ်နေ ည်းနည်းကြီးကြတာပြန်ရိုက်ပါလို့တက်ပြီးစုံချင်သေးရဲ့အမနဲ့ဟုတ်ကဲ့ဟုတ်ဟုတ်ဟုတ်ကျေးဇူးတင်ပါရှင်